သတင်းပရိသတ်များအလုံးမဲမင်္ဂလာပါရှင်။ကျမတို့သတင်းချန်နယ်နေရာနေပြီးတော့ဒီနေ့မေလ3ရက်နေ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးသွားပါမယ်။သတင်းတင်ဆက်မှုလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါရရှင်။ပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကျွန်းစုရင်ကိုကုတ်ကိုအဆုံးစီရင်ခဲ့တဲ့စစ်ကောင်စီတပ်သားအလောင်းကိုလာကောက်တဲ့ပြူစော်ထီကမိုင်းဆွဲခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းကျုံစုမြို့နယ်ဝါရင်ရွာမှာဧပြီလ30ရက်ည6:00နာရီခန့်ကစစ်ကောင်စီတပ်သားတို့ကိုကိုကိုအဆုံးစီရင်ခဲ့ပြီး၎င်းရဲ့အလောင်းကိုလာရောက်သယ်ယူသောပြူစောတိများပါဝင်တဲ့ကားကိုတော်လိုင်းပူပေါင်းတပ်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းကျုံစုမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ထံမှသိရပါတယ်။မိမိကိုယ်ကိုတနက်နေ့ပြက်ခတ်ကအဆုံးစီရင်ခဲ့တဲ့စစ်ကောင်စီတပ်သားမှဝါရင်ရွာတရားတွင်တက်ဆွဲနေထိုင်နေသူဖြစ်ကြောင်းသိရပါဗျ။ ူကိုယ်သူတနက်နေ့တက်တည်သွားတာစစ်ကောင်စီတပ်သားကဝါရင်ရွာတရားမှာတက်ဆွဲနေထိုင်တဲ့တပ်သားပါဖိအားရများလို့အခုလိုတက်တည်သွားတာဖြစ်နိုင်တယ်လို့ကျွန်းစုမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ပါကဖာမှာတာဝန်ရှိသူတို့က ARD Time ကိုပြောပါရယ်စစ်ကောင်စီတပ်သားကမိမိကိုယ်ကိုအဆုံးစင်ခဲ့ပြီးနောက်ဧပြီလ30ရက်နေ့ည9နာရီခန့်တွင်မောင်းလော်ရွာရှိပြူစောတိများကအလောင်းလာရောက်တဲယူရန်ကားနဲ့ထွက်လာချိန်တွင်ပြင်ဝင်ရရေတကောအနီး၌မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတော်လိုင်းတပ်ဖွဲ့များထံမှသိရပါရယ် တည်သွားတဲ့စစ်ကောင်စီတပ်သားအလောင်းကိုလာကောက်တဲ့ချိန်မှာမိုင်းဆွဲပြီးတိုက်ခိုက်ခဲ့တဲ့ကားမပါလာတာကပြူ6ရောက်လောက်ရှိတယ်။ပြူကောင်းဆောင်ထွန်းဝေကပွဲချင်းပြီးတည်သွားတယ်။သူ့လောင်းကိုမောင်းလော်ရွာမှာ9ရက်ထားမယ်။ပြူဖွဲ့ဝင်လေးဦးထိခိုက်ဒဏ်ရာရတယ်။ဒဏ်ရာရတဲ့ပြူဖွဲ့ဝင်တွေကိုဗိတ်စည်းုံတို့ပို့ဆောင်ထားတယ်ဟုကျွန်းစုမြို့နယ်ပါကားဖတာဝန်ရှိသူကဆက်လက်ပြီးတော့ပြောကြားပါရယ်။အစိုးရတိုက်ခိုက်မှုကြောင့်ပြူစောတိကောင်းဆောင်ဦးထွန်းဝေတေဆုံးကလေးဦးမှဒဏ်ရာရရှိခဲ့ပြီးတော့ကားမထိခိုက်ပျက်စီးခဲ့ကြောင်းဒေသခံများထံမှသိရပါရယ်။ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ကားကမောင်းလော်ရွာစေကမီရွာမှာအယက်သားကားဖြစ်ပြီးပြူစောတိများချောဆွဲလာခြင်းဖြစ်ကတိုက်ခိုက်ခံရချိန်တွင်ကားမောင်းသမားမှထွက်ပြေးသွား၍တန်ရအနေငယ်သာရရှိခဲ့ကြောင်းဒေသခံများကပြောဆိုပါရင်အစိုးမတိုက်ခိုက်မှုကိုကျွန်းစုမျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖားနှင့်တနင်္သာရီပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖားတို့မှပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ နိုင်ငံတော်ဝန်တိုက်ပွဲများတွင်လူနဲ့ငွေအင်အားပါဝင်ပတ်သက်နေပြီးစီးအထွတ်ဘဏ္ဍာရမုံငွေ60လျာခိုင်နှုန်းကိုအသုံးပြုထားဟုအန်ယူဂျီပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနိုင်ငံလုံးဆင်နွှဲနေတဲ့တိုက်ပွဲများတွင်လူနဲ့ငွေအင်အားအတိုင်းအတာတစ်ခုထိပါဝင်ပတ်သက်နေပြီးတော့စီးအထွတ်ဘဏ္ဍာရမုံငွေ60လျာခိုင်နှုန်းအသုံးပြုထားကြောင်းအမျိုးသားညွှန်ရေးအစိုးရအန်ယူဂျီထံကသိရပါဗျ။ အစိုးရရာဂိုင်းနှုန်းကအန်ယူဂျီအစိုးရနေဖြင့်လက်အောက်ခံကာကွယ်ဝင်ကြီးဌာနဖွဲ့စည်းပြီးနောက်ပိုင်းပြီးခဲ့သော၄နှစ်တာတွင်အသုံးပြုသုံးစွဲခဲ့တဲ့အနေအထားဖြစ်ကြောင်းဝင်ကြီးချုပ်ရုံပြောခွင့်ရဦးနေဖုံလက်ကပြောပါရယ်လရှိနိုင်ငံတော်ဝန်ဆင်နွှဲနေကြတဲ့တိုက်ပွဲတွေတော်တော်များများမှာကျွန်တော်တို့ MOD ရဲ့လူအင်အားငွေအင်အားအတိုင်းအတာတစ်ခုထိတနည်းနည်းနဲ့ပအဝင်ပတ်သက်နေပါတယ်လို့၎င်းကပြောကြပါရတယ်။ အာနာတိုင်မှုကြောင့်ဖြစ်တည်ပေါ်ပေါက်လာတဲ့အန်ယူဂျီအစိုးရလက်အောက်ခံပြည်သူ့ကောင်ဝဲတမတော် PDF ရဲဘော်တွေကစစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ဘာဝင်ပြည်နယ်တိုင်းအလုံးတွင်တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်းသိရပါတယ်ဖွဲ့စည်းထားတဲ့တပ်တွေရဲ့နေရေးထိုင်ရေးစားနပ်ရိက္ခာစရိတ်ဓာရီရှိသလိုပဲလက်နက်ခဲယံမီးကျောက်တွေနဲ့ပတ်သက်ပြီးတော့သုံးနာရီလည်းရှိရလို့ဥနေဖုံလက်ကဆိုပါတယ် ထို့ပြင်အန်ယူဂျီအစိုးရအနေဖြင့်စီးရဲအတွက်ဘဏ္ဍာရန်မုံငွေ64ရာခိုင်နှုန်းအသုံးပြုမှုများကိုတနိုင်ငံလုံးအတိုင်းအတာဆောင်ရွက်ခြင်းဖြစ်ပြီးမဟာမိတ်တော်လှန်ရေးအဖွဲ့များအားမျှဝေထောက်ပံ့သည့်ရန်မုံငွေများလည်းပါဝင်တယ်လို့သိရပါတယ်။အရာတွေကိုစီးရဲကိစ္စတွေရဲ့နောက်ပြီးတော့တော်လှန်ရေးအင်အားစုတွေအချင်းချင်းကြာညီညွတ်ရေးတည်ဆောက်ပြီးဆောင်ရွက်ကြတဲ့ကိစ္စတွေလည်းရှိရာကြောင့်အသေးစိတ်ထုတ်ပြန်နိုင်ခြင်းမရှိသေးတာကိုပြည်သူလူထုအနေနဲ့နားလည်ပေးစေချင်ပါတယ်လို့ဦးနေဖုံလကဆက်လက်ပြီးတော့ပြောပါရစေ။လက်ရှိမှာလက်နက်ခဲယံမီးကြောင်းနဲ့ဘဏ္ဍာရန်မုံငွေရရှိ ေ၌လိုအပ်ချက်နဲ့စိန်ခေါ်မှုများရှိနေပေမဲ့တော်လန်လူလူရဲ့ပူးပေါင်းပါဝင် ထောက်ပံ့မှုမဟာမိတ်တော်လိုင်းအဖွဲ့အစည်းတွေရဲ့ဝိုင်းဝန်းကူညီမှုဖြင့်ရင်းဆိုင်ဖြည့်ရှင်တော်လာလျက်ရှိကြောင်း NUG ကထုတ်ပြန်ထားပါတယ်။ရင်းပြင် NUG အစိုးရအနေဖြင့်ပြည်သူ့ကော်မတီတက်မတော်တရင်316ရင်းအပါအဝင်ဒရုန်းတပ်ဖွဲ့စေတပ်ဖွဲ့ထောက်ပို့တပ်ဖွဲ့နဲ့လုံခြုံရေးတပ်ဖွဲ့စုစုပေါင်း356ဖွဲ့ကိုလည်းဆီယနာသိန်းလင်းနစ်တာအတွင်းဖွဲ့စည်းထူထောင်နိုင်ခဲ့ကြောင်းသိရပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ ညောင်လေးပင်တွင်ပြည်သူတို့ကိုအရှင်လက်လက်လဲလီတက်ပြတ်မှုပါဝင်ပြည်သူ20ကျော်ကိုအစုလိုက်အပြုံလိုက်စစ်တပ်နဲ့တူတက်ပြတ်ခဲ့ဟုပြူစောတီခေါင်းဆောင်လှိုင်မင်းဝင်ခန့်ခမာယာ20တမခွန်ခွန်ခမာယာ94နဲ့ခလာယာ9တမအရာရှိများကပြည်သူများကိုတက်ပြတ်ရန်အမိတ်ပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းညောင်လေးပင်မြို့နယ်တွင်စစ်တပ်ကပြည်သူတို့ကိုအရှင်လက်လက်လေလီတပ်ဖြတ်မှုအပါအဝင်ပြည်သူ20ဦးကျော်ကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့ကြောင်းပြူစောတီကောင်းဆောင်လှိုင်မင်းကဝန်ခံပြောဆိုလိုက်ပါရင်ဧပြီလ15ရက်နေ့မွန်ပြည်နယ်စိုက်ထုမြို့နယ်သို့လာရောက်စဉ်ညောင်လေးပင်မြို့မြို့မ9ရက်ကွယ်မှပြူစောတီကောင်းဆောင်လှိုင်မင်းကိုပြည်သူ့ကောက်ွယ်တမတော်အမတ်29စစ်ပြူဟာအမတ်1စစ်ဒေသခွဲကလက်ရဖန်စီရရှိပြီးနောက်ရင်းတို့ဝန်ခံထွက်ဆိုလာခြင်းဖြစ်ပါရယ် ညောင်လေးမြို့နယ်အတွင်းတွင်စစ်တပ်ရဲ့ခမာယာ20ခမာယာ94ခလာယာ9တင်းနဲ့တမခွန်ခွန်တို့ကပြည်သူများကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခြင်းများကိုကျူးလွန်ခဲ့ကြောင်းထို့သို့ကျူးလွန်ရာတွင်ပြူစောတိများပါပါဝင်ပတ်သက်ခဲ့ပြီးတော့အတိတ်အားဖြင့်ဆရာရှိများကအမိတ်ပေးခိုင်းစေခြင်းဖြစ်ကြောင်းသူကဆိုပါတယ် 2023ခုနှစ်ဧပြီလ29ရက်နေ့ညောင်လေးမြို့နယ်ပဇုံမြောင်းကြီးရွာတွင်ခလာရ9တင်းနဲ့တွဲဖက်ပြီးတော့နေမြင့်ရှင်လင်းလှုပ်စဉ်မိသားစုဝင်3ကိုဖမ်းဆီးစစ်ဆေးပြီးအိမ်ုံမီရှုကမိသားစုဝင်များအားလုံးကိုပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းထို့သောတပ်ဖြတ်ရန်ခလာရ51မှဖိုးကြီးကအမိန့်ပေးခဲ့ကြောင်းသိရှိရပါသည်။ 29ရက်လေးလ2023မှာကျွန်တော်တို့က၅တင်းနဲ့ထပ်ပြီးတော့တွေ့ရတဲ့အချိန်မှာအိမ်ဒီမှာရှင်းလင်းတဲ့ခါကျတော့သူတို့မိသားစုတွေကဘဲမှသွားစရာမရှိလို့လို့သူတို့ကပြောတယ်။အရိဟာကိုဒလန်မာဆိုပြီးတော့၅တက်တက်ကဘိုးကြီးကဖမ်းလိုက်ပါတယ်။အကုန်လုံးတိုင်မှကျိုးတုပ်ပြီးတော့အိမ်ကိုမီးရှို့လိုက်ပါတယ်။မီးရှို့တဲ့အချိန်မှာအော်ရင်ဟာစုညံနေရပဲဆိုပြီးတော့ဘိုးကြီးကသူ့တပည့်ကိုမီးရှို့နေတဲ့အချိန်မှာပဲသွားပြီးတော့ပြစ်တက်ခံလိုက်ပါတယ်လို့ပြူစောတိလှိုင်မင်းကဝန်ခံထွက်ဆိုထားပါတယ်။ ပြည်သူများကိုအစူလိုက်ပြုံလိုက်တပ်ဖြတ်ခိုင်းသူများတွင် ခမာယ20ခလာယ5တက်မခွန်ခွန်ခမာယ94တို့မှအရာရှိများပါဝင်ပြီးနာမည်အဖြစ်ဘိုးမူးနေလင်ဘိုးကြီးကျော်စွာလင်ဘိုးကြီးချစ်ကိုဝင်ဘိုးကြီးစုံမျိုးထုထုပါဝင်ကတမှုများလည်းပါဝင်ကြောင်းသိရှိရပါတယ်။အလားတူပစုံမြောင်းကျွရွာတွင်တွင်ပြူစောတိလှိုင်မင်းတာဝန်ကြားစဉ်တက်မခွန်ခွန်မှစက်ကောင်စီတပ်ဖွဲ့ဝင်ဂရုံးဆိုသူနဲ့တူပြည်သူတို့ကိုအရှင်လက်လက်လဲလှီးတပ်ဖြတ်ခဲ့မှုကြောင့်၎င်းကဝန်ခံထွက်ဆိုပါတယ်။ ကျွန်တော်တို့ကပစုံမြောင်းရွာတဲ့ကစာသင်ကျောင်းတစ်ကျောင်းမှာလူစနေကြားတယ်ဆိုပြီးကျွန်တော်ကဖြတ်သွားဖြစ်လာလို့ရတယ်။အဲ့ဒီကျောင်းကိုကြော့သွားတယ်။အဲ့ဒီကျောင်းသားရောက်တော့လူတန်းကျောင်းလို့ဆိုပြီးတော့ကျွန်တော်တို့သွားကြည့်တယ်။သွားကြည့်တဲ့ချိန်မှာတမခွန်ခွန်ကကတော့ကအဲ့ဒီကကိုလိုင်းမင်းခင်ဗျားတို့သွားကြည့်ကျွန်တော်ပေါ်ကထောက်ပေးထားမယ်ဆိုတော့သွားကြည့်ရယ်။သွားကြည့်တော့လူတယောက်ကိုတွေ့ခဲ့ပါတယ်။ဖမ်းလာခဲ့တယ်။အဲ့ဒီလူကတော့အသက်30ဝန်းကျင်လောက်ရှိပါတယ်။သူ့အမေတော့သူကဗမာလိုမဖြစ်ဘူး၊ကရင်လိုပဲပြောတယ်။ပြောတဲ့အခါမှာသူကစိတ်နှံ့သလားမနှံ့ဘူးလားလို့ကျွန်တော်အယူဆတော့မယူဆတတ်ဘူး။အဲ့ဒီချိန်မှာလေ ်ကျွန်တော်မေးလိုက်တဲ့အချိန်မှာဗမာလိုလည်းမပြောတော့ကရုံးကနေပြီးတော့ဒါဆို PDF ပဲဒီထဲမှာ PDF တွေအရင်တော့ခိုးအောင်သွားတာမင်းတို့ PDF ထဲကနေပြီးတော့ကြံခဲ့တာမင်းတို့ဘာလာထောက်လန်းလာလဲလို့မေးတဲ့အချိန်မှာចောင်းဒီပတ်နာလောက်မှာဈေးလန်းလောက်မှာခေါ်သွားပြီးတော့မင်းတို့ဖွဲ့တွေဗမာလည်းမှမှန်ဖြေမေးတယ်။ तू ကဗမာလိုမဖြေဘူး။ကရင်လိုလိုလားရှမ်းလိုလားချင်းလိုလားမသိဘူး။ဒီလောက်မေးတာမဖြေအောင်ဟဆိုပြီးတော့ကျွန်တော်ချုပ်ခိုင်းပါတယ်။ချုပ်ခိုင်းပြီးတော့ကင်ပေးထားတဲ့အခါကျတော့ခေါင်းကိုကင်လို့ပြောလို့ခေါင်းကိုကင်ပေးထားတယ်။ညင်အောင် तू ကမေးနေအောင် तू ူရိုင်းနဲ့ပြီးတော့မေးတဲ့အခါမှာလည်းမဖြေဘူးအဲ့တော့မဖြေအောင်ဟာဆိုပြီးတော့တမခွန်ခွန်ကကတော့လေပင်ကိုဓာတ်နဲ့လှိလိုက်ပါတယ်ဒီလောက်မဖြေချင်းအောင်ဟာဆိုပြီးတော့လေလှိလိုက်ပါတယ်လို့ဖြူစောတိလှမင်းကပြည်သူတို့ကိုလေလှိတတ်ခဲ့တဲ့ဖြစ်စဉ်ကိုပြန်လည်ပြီးတော့ပြောပြပါဗျာ 2023ခုနှစ်မေလ12ရက်နေ့ညောင်လေးပင်မြို့ရွှေလာကုန်းကျေးရွာသို့ရောက်စဉ်က PDM များရှိရလို့တင်ပြမှုကြောင့်ခမာရ20ကလက်လက်ကြီးနဲ့ပြစ်ခတ်ခဲ့ကြောင်းအဆိုပါဖြစ်စဉ်မှာပြည်သူ3ဦးသေဆုံးခဲ့ကြောင်း2024ခုနှစ်ဇူလိုင်လရေပြူကန်ကျေးရွာသို့ခမာရ94နဲ့စစ်ကြောင်းထိုးစဉ်မှာကျေးရွာတွင်စီးနှင်းပြစ်ခတ်ခဲ့ပြီးပြည်သူများသေဆုံးမှုအရင်အတွက်ကိုတော့မသိရသေးကြောင်း၎င်းကပြောဆိုပါတယ်ထို့ပြင်ခမာရ94နဲ့အတူစစ်စင်ရေးများလှုပ်ဆောင်စဉ်ဈေးရောက်ပြလာသည့်ပြည်သူ5ဦးကိုမတင် င်၅ဘူးဆိုကပြစ်တက်ခြင်း၊လေယာဉ်လောက်ကိုက်နေတဲ့ရွာသား900ယောက်ကိုတပ်ဖြတ်ခြင်းများနဲ့လှုပ်ဆောင်ခဲ့ကြောင်း၎င်းကဝန်ခံပါတယ်။ကျူစော်ဒီကောင်းဆောင်လှိုင်းမင်းကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကကြီးမားပြင်းထန်လွန်သဖြင့်ထိုက်တန်တဲ့ပြစ်ဒဏ်ပေးနိုင်ရန်ဆောင်ရွက်တော်မူဖြစ်ကြောင်းပြည်သူ့ကောင်ဝေးတပ်မတော်အမတ်29စစ်ပြူဟာအမတ်1စစ်ဒေသခွဲမှရဲဘော်အေမင်ထွန်းကဆိုပါတယ်သူကျူးလွန်ထားတဲ့ပြစ်မှုတွေကများတယ်ပြီးတော့ပြစ်မှုကြီးရယ် အဲဒါကြောင့်ပြည်မှုနဲ့မျှတာတဲ့ပြည်ထန်ရရှိအောင်လို့ဆောင်ရွက်မှာပါလို့ပြည်သူ့ကောင်ွဲတက်မတော်အမတ်29စစ်ပြူဟာအမတ်2စစ်တင်တာခွဲမှရဲဘော်အင်းမင်းထွန်းကပြောဆိုပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ ညင်မှုမျိုးပေါ်တွင်ငွေကျပ်သိန်းပေါင်း26000ကျော်တန်မှုရှိရွှေရည်ပစ္စည်းတွေကိုဓမြတိုင်းလာသူလေးဦးကို PDN တပ်ဖွဲ့ကအရှင်ဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းညင်မှုမျိုးပေါ်မှာငွေကျပ်သိန်းပေါင်း26000ကျော်တန်မှုရှိရွှေရည်ပစ္စည်းတွေကိုဓမြတိုင်းလာသူလေးယောက်ကိုအရှင်ဖမ်းဆီးခဲ့ကြောင်းဖြူဟာအမှတ်64တရင်ယုံမှယုံဖွဲ့မှုက ပြောဆိုပါရယ်။မေလာတရနေ့နနက်စင်တိုင်းခန်းမှာညင်မှုမျိုးပေါ်ရှိရွှေဧကရိတ်ရွှေဆိုင်ကိုအမည်မသိလက်နက်ကိုင်တနတ်သမားလေးကဝင်ရောက်ဓမြတိုက်ခဲ့ခြင်းဖြစ်ပြီးတော့ ော့ကာလာတန်မိုးငွေကျပ်သိမ်းပေါင်း2600ကျော်တန်မိုးရှိရွှေနယ်ပစ္စည်းများကိုယူဆောင်သွားကြောင်းသိရပါဗျ။အဆိုပါဓမြတိုင်းလာသူ၄ယောက်ကမြင်းမှုမျိုးနယ်နဲ့ငဇုံမျိုးနယ်အဆက်ကိုရွှေနယ်ပစ္စည်းများတည်ဆောင်လာစဉ်တော်လိုင်းတပ်ဖွဲ့များကဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ဓမြတိုင်းလာတဲ့ဆိုပြီးတော့တရင်ရလို့ရေချောင်းကနေစောင့်ပြီးတော့ဖမ်းလိုက်တာပါ။စောင့်ဖမ်းတော့၄ယောက်ကိုအရင်မှလက်နက်၃လက်နဲ့ရွှေနယ်ပစ္စည်းတွေနဲ့ဖမ်းမိတယ်။ရွှေရတန်မိုးကတော့သိမ်းပေါင်း2600ကျော်ရှိတယ်။သူတို့စီကနေ MA3 နှစ်လက်နဲ့ ပစ္စတိုတလက်300ရရှိတယ်။ကျွန်တော်တို့ဖန်ဆီးရမိတဲ့သူတွေကတော့နောက်ဆက်တွဲဘသူတွေပါသေးတယ်။ဘယ်အဖွဲ့စည်းကလည်းတော်လိုင်းဘက်ကလားဘယ်ကလည်းအကုန်လုံးစစ်ဆေးနေပါတယ်။သူတို့စစ်ဆေးရမယ့်တဆိုင်ရအဖွဲ့စည်းတွေကနေပြီးတော့စစ်ကွေးနဲ့ပတ်သက်လာတခြားဘသူတွေပါသေးလဲဆိုတာကိုစုံစမ်းစစ်ဆေးနေစေဖြစ်ပါတယ်လို့ဖြူဟာအမှတ်64တရင်ယုံမှယုံဖွဲ့မှုကပြောဆိုပါတယ်။ ်အဆိုပါဖမ်းဆီးရမိတဲ့ရွှေတဲ့ပစ္စည်းတွေနဲ့တရခန်၄ယောက်ကိုတော်လိုင်းတပ်ဖွဲ့တွေကမြင်းမှုမျိုးနဲ့ပါလာဖာထံလွှဲပြောင်းပို့ပေးလိုက်ပြီးတော့စစ်ဆေးမှုများကိုဆက်လက်လုံဆောင်နေဆဲဖြစ်ကြောင်းသိရပါတယ်ထိုပန်းစီမှုကိုမြင်းမှုမျိုးနယ်မြေတက်ပါကားဖာငဇုံမျိုးနယ်ပါကားဖာနဲ့အမှတ်၁စစ်ဒေတာဖြူဟာအမှတ်64မုံရွာခရိုင်အမှတ်98910စစ်တရင်တို့ကပူးပေါင်းလုံဆောင်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တက်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ အေကကျမ်းမာရေးဝန်ထမ်းသင်တန်းသားတွေကိုရှောင်းလွှာခေါ်ယူနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာရခတက်တော်ပြည်သူတော်လှန်ရေးအစိုးရကအာရခပြည်တွင်တာဝန်ထမ်းဆောင်မှုကျမ်းမာရေးဝန်ထမ်းသင်တန်းသားတွေကိုရှောင်းလွှာခေါ်ယူနေရတယ်လို့သိရပါဗျ။အာရခပြည်တွင်ကျမ်းမာရေးဝန်ထမ်းတွေမလုံလောက်တဲ့အတွက်ကျမ်းမာရေးဝန်ထမ်းကြီးကျက်နှင့်သင်တန်းသားတွေကိုဗီတာတစ်စစ်ဒေတာမှာဧပြီလ25ရက်ရက်စွဲနဲ့တရားဝင်စာထုတ်ပြီးတော့ရှောက်လွှာခေါ်ယူနေတာပါ။ ULAA ရဲ့မြောက်ဒေတာကတာဝန်ရှိသူတယောက်က ရခိုင်ပြည်မှာကျန်းမာရေးဝန်ထမ်းတွေအများကြီးလိုအပ်တယ်။ဝန်ထမ်းလုံးဝကိုမလုံလောက်တာ မရှိတာမရှိတဲ့အစီအစဉ်မျိုးလို့စစ်စရာဝန်တွေတုံးနေရတဲ့အနေအထားမှာရှိတယ်။ဝေးလံခေါင်ပြားတဲ့နေရာတွေဆိုရင်ပို့ဆိုးတယ်။ဒါကြောင့်မလို့မဖြစ်မနေခေါ်ရတာလို့ပြောပါရတယ်။အာရခပြည်သူ့ကျန်းမာရေးဌာနမှာရှောင်းမဲ့သူတွေကအထက်ထန်းပညာသင်ကြားပြီးတဲ့ဆက်ရောက်သက်ရွယ်ကနေအသက်30အောက်လူငယ်တွေရှောက်ထားနိုင်တယ်လို့စာထဲမှာပါရှိပါရတယ်။ဒါ့အပြင်ရှောက်ထားလို့သူတွေကနိုင်ငံသားမှတ်ပုံတင်ကပ်ပြားမိတ်တူတက်ဆောင်ပတ်စပို့ဓာတ်ပုံနှစ်ပုံပညာရေးချင်းဆိုင် ရာအထောက်အထားတစ်ခုခုနဲ့ပြည်မှုကင်းဆောင်ဇာရိုက်တာကောင်မွန်ကြောင့်သက်ဆိုင်ရာရက်ွက်အုပ်ချုပ်ရေးမှုထောက်ခံစာတစ်စောင်လုံးနဲ့ပူရဲပြီးတော့မေလ15ရက်နေ့နောက်ဆုံးထားပြီးမြို့နယ်အလိုက်သက်ဆိုင်ရာပြည်သူ့ကျန်းမာရေးဌာနသို့ရှောက်ထားရမှာဖြစ်ပါတယ်။တင်နန်းကာလာကတော့ရှစ်လကြာမှာဖြစ်ပြီးအနည်းဆုံး9နှစ်တောင်းဝင်ထမ်းဆောင်ရမယ်လို့သိရပါတယ်။အရင်နောက်မင်းအောင်လှိုင်မပြုံးနိုင်တဲ့နေဆိုတဲ့တော်လန်ဘတ်တော်သားရဲ့တရော်ရေးသားထားမှုကိုတင်ဆက်ပေးပါမယ်။ စစ်လက်နက်ပစ္စည်းတွေနဲ့ကြီးစံအမြောက်ဆန်တွေကိုအရေးသွေးပိုကောင်းအောင်ထုတ်လုပ်ကြဖို့သူရဲ့ပါကာစထုတ်လုပ်ရည်မှုတွေကိုမင်းအောင်လိုင်မှာကြားခဲ့တာအလုံးသိကြပါလိမ့်မယ်။အဲ့ဒီစစ်လက်နက်ပစ္စည်းတွေနဲ့မအားလာရဲ့စစ်တပ်ကိုပြန်ပြစ်နေရတဲ့ EAO နဲ့ PDF တွေကမအားလာရဲ့အမှားစကားကိုကြားတော့ဟုတ်တယ်ကျွန်တော်တို့ပြရတာတိတ်အဆင်မပြေဘူးလို့ပြုံးပြပြနဲ့ထောက်ခံကြတဲ့လူလက်ရည်ကိုတောင်းယူလို့မှမရရင်ရှားအောင်တိုက်ယူမယ်ဆိုတဲ့ပိုကြောင်ဆိုင်စကားကရှားစဝင်တွင်ခဲ့တယ်။ဘူဂျုံမူကြီးမင်းအောင်လိုင်ကတော့ တိုက်ယူလို့မရရင်ပြန်တောင်းယူမယ်လို့ကြွေးကြော်လိုက်ပါပြီ2020နှစ်လောက်ကလည်းတိန်းထားတဲ့သူ့ရဲ့စစ်စခန်းတွေပြန်ပေးဖို့ KNU စီကိုဒီလိုပဲတောင်းဆိုခဲ့ဘူးသေးတယ် KNU ဥက္ကဋ္ဌမူတူစေဖို့ကြီးကိုတော့စစ်စခန်းတွေရမလားဆိုပြီးဘွဲတဆိတ်ချင်းမြင့်ခဲ့သေးတယ်မဟုတ်ပါလားရန်သူစီဒူးထောက်ပြီးရအောင်တောင်းတဲ့နေကိုစစ်တရောင်းစားပြူဟာလို့ခေါ်တွင်စေပြီးဘူဇုံမူးကြီးမရောက်လိုက်စစ်တက္ကသိုလ်ကျောင်းကြီးလောက်ခဲ့စဉ်ကစစ်ဘိုလ်တွေကိုသူကိုယ်တိုင်စတင်တင်ကြားပို့ချခဲ့တဲ့ဖာသာရက်လို့လည်းသိရတယ် အဲ့ဒီအနေနဲ့ပဲလောင်ရှုမျိုးကိုပြန်လည်ရရှိခဲ့တဲ့အတွက်မအလိုင်းရဲ့လက်ထောက်ဒုတိယဗိုလ်ချုပ်ကြီးကြော့စွာလင်းရပါဆုံးရှုံးထားတဲ့မျိုးတွေအားလုံးပြန်ရအောင်ပြန်ယူမယ်လို့ကြုံဝါပြခဲ့တာဖြစ်ပါတယ်အနီစစ်ဗိုလ်ချုပ်ကြီးကြော့စွာလင်းကသူ့ရဲ့တပ်တန်းတက်ရှောက်တိုက်ပွဲအတွေ့အကြုံဆိုလို့ရွှေဒဂုံဖျားမှာလုံခြုံရေးတာဝန်ယူမှုတာနဲ့2009ခုနှစ်အအေးမှာဖုံကြီးတွေကိုတန်းတန်းနဲ့လိုက်ပစ်တာပဲရှိပါသေးတယ်မြေတို့ပင်ဆိုစေ KNU ကလည်းမြေနိုးတွေလိုချင်ရင်လာတိုက်ယူလို့ပြန်ပြောတာခံခဲ့ရဘူးတယ် အခုလည်းပလောင်စစ်ဦးစီးချုပ်ကပြောပြန်နေမျိုးတော့မရဘူးလိမ့်ပဲရမယ်တဲ့အကြမ်းမတ်လို့အကျညာခံထားရတဲ့ TNL အဖွဲ့ကအခုလိုပြန်ပြောရကောင်းလားဆိုပြီးအာနာ၃ရက်ပိုင်းရှင်ညမတက်မတော်စစ်ဦးစီးချုပ်ကြီးအနေနဲ့အကြီးကျယ်ပောက်ကွဲပါတယ်နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့လည်းဒေါသတွေအလေးလိတ်ထွက်အောင်အစော်ကားခံပါတယ်နာဆာကဥက္ကဋ္ဌကြီးအနေနဲ့လည်းစောင့်ရှက်ပြန်ပြန်ကွဲအောင်အခွဲခံရခြင်းဖြစ်တယ်ရှိုင်းတမရာကြီးတယောက်နေနဲ့လေဖိနှဲကိုခဲအတောင်လိုက်ထိုးအထက်ခံရတယ်လို့အခံရခတ်သွားစီရဲဆိုပဲ ဘဝတစ်လျှောက်လုံးဆက်ပြီးပြီးနဲ့ပြုံးလာခဲ့တဲ့စောက်ဘူးကငလင်လှုပ်ပြီးတဲ့အချိန်ကစပြီးတော့ဟန်ဆောင်ပန်ဆောင်တော့မပြုံးနိုင်တော့ပါဘူး။ပြီးခဲ့တဲ့ရက်ကတရုတ်ကြီးတောင်းပေးလို့လာရှိုးကိုပြန်ရလိုက်တဲ့အတွက်ပြုံးတော့မယ်လို့ပြင်နေတော့မှ TNL ကဘယ်မျိုးမှပြန်မပေးဘူး။လိုချင်တော့မျိုးတော့မရအောင်လီးပဲရမယ်ဆိုပြီးတော့ဆွေးနွေးပွဲထဲမှာအပြောခံလိုက်ရလို့စောက်ဘူးခမအခုမပြုံးနိုင်ရှာတော့ပြန်ဦးတဲ့။တနာပါတယ်ဆိုပြီးတော့တယောထားတာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါရှင်အခုလိုမျိုးအဆုံးထိနားဆင်ပေးခဲ့ကြတဲ့တရင်ပရိသတ်များကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။နောက်ထပ်ပြည်တွင်းပြည်ပတရင်တော်လိုင်းဘတ်တော်သားများရဲ့တရင်များနဲ့အတူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြွှင်လန်းချမ်းမြေ့ကြပါစေရှင်။